တုံးအားတဲ့သူကနေပညာရှင်အဖြစ်သူပြိတ္တတို့ပညာရှင်ကာဗီရက်ပြောခဲ့မှုတဲ့ဇာတ်ကုရှိ လေးကျင်ရင်လေးကျင်ရင်အခြေခံပြီးအောင်မြင်သွားမယ်ဆိုလိုချင်တာဇက်တိုက်ကြိုးစားရင်တုံးအားတဲ့သူတောင်အသိပညာရရှိသွားနိုင်နေဖြစ်ပါတယ်ပြိတ္တတို့လာကြပါကြိုးစားလေးကျင်လို့တုံးအားရရနေထက်မြက်တဲ့လူဖြစ်သွားတဲ့လူတယောက်ရဲ့ဘဝဇလန်းကိုနားဆင်ကြည့်ကြရအောင်ပြိတ္တတို့ရှေးခေတ်တုန်းကလူတွေပညာသင်ကြားဖို့အတွက်ဆရာတော်တွေရဲ့အိမ်ကိုလည်းပို့ရပါတယ် ကျောင်းမှာကလေးတွေဟာဆရာတော်ရဲ့ကျောင်းဆောင်မှာနေပြီးတော့ပညာသင်ကြရတာပါ။ကောင်းလေးတယောက်ကလည်းအဲ့ဒီကျောင်းကိုပညာသင်ဖို့ရောက်လာခဲ့ပါလေ။ကောင်းလေးကလည်းဆရာပြောတဲ့ဘယ်စာအုပ်မှလည်းသိချနားမလဲ။ဒီလိုနားမလဲတာကြောင့်လည်းကောင်းလေးကိုတခြားပညာသင်တဲ့ကလေးတွေကဝိုင်းပြီးတော့လှောင်ပြောင်ကြ။နှစ်ကုံဆောင်မိုးပဲဖြေတဲ့အချိန်ကလေးတွေအကုန်လုံးအောင်ပြီးတော့စာညံ့တဲ့ကောင်းလေးတယောက်ပဲကြခဲ့တာပေါ့။နောက်ထပ်ပညာသင်နဲ့ရောက်တော့ဆရာကလည်းတခြားကလေးတွေထက်စာညံ့တဲ့ကောင်းလေးကိုဂယူးဆိုင်ပြီးတော့သိချစာသင်ပေး။ဒါပေမဲ့ကောင်းလေးကလည်းစာလုတ်တာကလည်းအားနေနေခဲ့ပါလေ။ နှစ်ကုံဆောင်မွေးပွဲမှာအဲ့ဒီကောင်လေးကလည်းထက်ခါထက်ခါဆောင်မွေးပွဲကြခဲ့ကောင်လေးကိုလည်းဒီလောက်စာတင်ပြီးတော့တောင်းဆောင်မွေးပွဲမှာအောင်လို့ဆရာကြီးတွေကလည်းလက်လျှော့ပြီးတော့ကောင်လေးကိုလည်းစကားပြောကြည့်တာပေါ့ဒါလေဆရာတို့တားကိုပညာတင်ပြီးဖို့အကောင်းဆုံးကြိုးစားခဲ့ဒါပေမဲ့တားကဆရာတို့ရှင်းပြတာကိုနားမလည်ဘူးပညာတင်ယူဖို့တားကံမှပါမလာဘူးအဲ့ဒါကြောင့်မလို့တားအိမ်ကိုပြန်ပြီးတော့မိဘတွေနဲ့အိမ်အိမ်လောက်ကိုကူလောက်တာပိုကောင်းမယ်ကောင်လေးကလည်းပညာတင်တာသူလုံးနိုင်တဲ့အရာမဟုတ်ဘူးဆိုပြီးတော့စိတ်လေးလေးနဲ့စာတင်ကြောင်းအနေထွက်အိမ်ကိုပြန်ခဲ့တာပေါ့ နေရန်ပူပြီးတော့နေလေမုန်းတဲ့ခြင်းဖြစ်တာမို့လို့ကောင်လေးကလည်းလမ်းရှောင်ရင်းရေးစားလာခဲ့။ကောင်လေးကလည်းရွာတရားကိုဖြတ်နေတာဖြစ်ပြီးတော့လေရွာထဲမှာရှိတဲ့ရေရင်းကိုလည်းတွေ့တာပေါ့။မိမတချို့ကလည်းရေခတ်နေတာမြင်တော့ကောင်လေးကလည်းရေတောက်ဖို့တွင်းနာကိုသွားခဲ့။ရေတွင်းနာရောက်တဲ့အချိန်ကောင်လေးကလည်းရေရင်းပပတ်လေးမှာအက်ကွဲရာတွေတွေ့တော့ကောင်လေးရဲ့စိတ်ထဲမှာမေးခွန်းတွေပေါ်လာခဲ့တာပေါ့။အဲဒါကြောင့်လေကောင်လေးကရေခတ်နေတဲ့အမျိုးသမီးတွေကိုလည်းလှမ်းမေးလိုက်တယ်။အမတို့ဒီလောက်ထူတဲ့ရေတွင်းနံရံမှာအက်ကွဲရာတွေဘလို့ဖြစ်သွားတာလဲ။အမျိုးသမီးကလည်းပြန်ဖြေတာပေါ့။ ဲ့ဒီအကွက်ရဒီတိုင်းဖြစ်လာတာမဟုတ်ဘူးလူတွေတွင်းရီကိုခတ်တဲ့အချိန်ကျိုးရပုတ်တိုက်စားတာကြောင့်ဂျေရွေးနိုင်ရမှာအခုလိုအကွက်ရတွေဖြစ်တော့တာဒီစကားကိုကြားတော့လေကောင်လေးကလည်းအံ့ဩသွားပြီးတော့တယောက်တည်းတွေးတော့တာပေါ့ကျိုးနေတိုင်းပုတ်တိုက်တာတော့ဒါလောက်ထူတဲ့နိုင်ရန်တော့အကွက်ရဖြစ်နေတာငါသာနေတိုင်းကြိုးစားရင်ပညာဆိုတဲ့အရာငါအုံနောက်ထဲဝင်သွားလိမ့်မယ်အဲ့ဒီကောင်လေးကလည်းဒီဖြစ်ပြကြောင်လေဘလောက်ထိစိတ်แท้ချိသွားလဲဆိုရင်သူ့ဘလို့ချိန်နေပဲရောက်ရောက်ပညာရအောင်သင်ယူမယ်ဆိုပြီးတော့တန်တိတန်ချပါတယ် ကောင်းလေးကလည်းစာသင်ကျောင်းပြန်လာပြီးတော့စာအုပ်တီချပြီးတော့လေးလာကြက်မှတ်ပြီးတော့အကောင်းဆုံးကြိုးစားပါတယ်ဒါအိုဆရာတွေမြင်တော့အယံပျော်သွားကြတာပေါ့နှစ်နေနဲ့လောက်ကြတော့လေဒီကောင်းလေးကလည်းနာမည်ကြီးဆရာဖြစ်တဲ့ဘရာဇာဖြစ်လာခဲ့တာပေါ့သူကလည်းစာပေလောကမှာနာမည်ကြီးတဲ့ဆရာတစုဖြစ်လာခဲ့ဆရာရေးတဲ့စာအုပ်ကတော့အခုထိနာမည်အကြီးဆုံးနဲ့အကောင်းဆုံးစာအုပ်စီးရင်းထဲမှာပါပါတယ်သောမတ်အေဗာအရီဆင်ဟာမီလုံစတဲ့ထင်တဲ့အချိန်မှာအကျဉ်တစ်ထောင်လောက်ကျရှုံးခဲ့တာတောင်လက်မလျှော့ခဲ့ပါဘူးစာရေးဆရာကလည်းငါမရှုံးခဲ့ဘူးငါအသုံးမဝင်လောက်မဲ့ နီလန်အခု1500လောက်တွေးခဲ့တယ်။အဲ့ဒီလိုပဲတဖြည်းဖြည်းအဆင်ပြေလာတာ။ပရိသတ်တို့ဘဝမှာအောင်မြင်ခြင်းစကားတစ်ခုကိုအမြဲတည်းထားပါ။ပထမတစ်ခုကကြာရှုံးသွားရင်ဘယ်တော့မှအားမငယ်နဲ့။ဘာလို့လဲဆိုတော့ကြာရှုံးမှုတွေကပဲအောင်မြင်မှုရအောင်လမ်းညွန်ပေးတာပါ။ဒုတိယတစ်ခုကကိုယ့်ရဲ့ချုပ်ရင်းချက်ကိုရှာပြီးအမှန်ကိုရအောင်ပြင်ပါ။ချုပ်ရင်းချက်တွေကိုအမြင့်ပြက်ရှင်းဖို့မမေ့ပါနဲ့။ကြိုးလေးတစ်ကြိုးဇက်တိုက်ပုတ်စားရင်တောင်မှရေကန်အထူကြီးမှအက်ကွဲရထင်သွားပါလိမ့်။ကိုယ့်ရဲ့လိုအပ်ချက်ချုပ်ရင်းချက်တွေကိုသိပြီးတဲ့အချိန်တေချာလေးကျင်ပြီး ြောက်အောင်လုပ်ရင်ဘယ်အခြေအနေမှမဆိုပို့ပြီးကောင်းလာမှာပါပြိတ္တတို့ဒီဇလန်းမှာတခြားသူစီရောက်အောင်လို့ဗီဒီယိုလေးတွေကိုလည်းလိုက်ပေးခဲ့ပါဦးဗီဒီယိုလေးကိုကြည့်ရင်လည်း channel လေးကိုလည်း subscribe လေးလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာနောက်ထပ်နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေနဲ့အတူတူပြန်လာခဲ့ပါမယ်အဲ့ဒီမတိုင်ခင်အထိတော့ go bye ပါ